မင်္ဂလာပါဖန်တီးရှင်ဒီစီ YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုနားထောင်ပြီးတနားရီအတွင်းမှာသင်ရဲ့တစ်ဖက်လူဟာသင်ဘဝထေးကိုပြန်လည်ရောက်ရှိလာပါလိမ့်မယ်မိတ်ဆွေမှာကိုချစ်ခင်နေတဲ့ချစ်သူရှိနေတယ်ဒါပေမဲ့အဲ့ဒီချစ်သူနဲ့အဆင်မပြေဖြစ်နေတယ်အခက်အခဲတွေတွေ့နေတယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေအတွက်ပဲဖြစ်ပါတယ် မိတ်ဆွေရဲ့စိတ်ထဲမှာကိုယ့်ရဲ့တဖက်လူကကိုဘွားသေးကိုပြင်လေရောက်ရှိလာဖို့ဆိုတာယုံကြည်နိုင်ဖို့ခက်ခဲတာတွေရှိကောင်းရှိနိုင်တယ်။သူကကိုယ့်ကိုဖုံခေါ်မင်းသူ့ဖက်ကကိုယ့်ကိုအလိုရှိတာတွေသူဟာကိုဘွားသေးကိုရောက်ရှိလာဖို့ဆိုတဲ့အကြောင်းအရာတွေပြင်လေဝင်ရောက်လာဖို့ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့မဖြစ်နိုင်ဘူးလို့တွေးတောနေတာတွေရှိကောင်းရှိပါလိမ့်မယ်။ တချို့နေတွေဆိုရင်ကိုချစ်ခင်ရတဲ့သူနဲ့ပြက်စင်းနေတာအဆင်အသွေးမရတာတွေဟာနှစ်တွေလားတွေရှိတော့ရှိနေကောင်းရှိနေနိုင်မယ်။အဲ့ဒီတော့တစ်ဖက်လူနဲ့ပြန်လေအဆင်အသွေးရဖို့ဆိုတာကိုစိတ်ထင်မှမယုံကြည်နိုင်ဖြစ်နေတယ်။အဲ့ဒါသည်မဖြစ်နိုင်ဘူးလို့ထင်နေတယ်။ဒါပေမဲ့အဲ့ဒါသည်မိတ်ဆွေရဲ့စိတ်ထင်မှထင်နေတဲ့ယုံကြည်မှုတစ်ခုမျှသာဖြစ်တယ်။ဒါသည် reality မဟုတ်ပါဘူး။မိတ်ဆွေရဲ့ဖြစ်တည်မှုမဟုတ်ပါဘူး။ ကျွန်ုပ်တို့တွေးထင်နေတဲ့အထင်တွေဟာကျွန်ုပ်တို့ကန့်သက်ထားတဲ့ limiting belief တွေကြောင့်ပဲဖြစ်တယ်။တခါတလေသင်တရားစိတ်တွေကြောင့်ဖြစ်တယ်။အဲဒီလို limiting belief တွေနဲ့သင်တရားစိတ်တွေကိုသာလွှတ်ရှာလိုက်မည်ဆိုရင်အရာအလုံးကမဖြစ်နိုင်ဆိုတာမရှိပါဘူး။ ။မပြေတော့လေးဆိုရင်ကျွန်တော်က universe နဲ့အတူတူကကိုယ့်ရဲ့ reality တွေကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုပူပေါင်းဖန်တီးနေတဲ့ကို creator တွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကိုယ်တွင်းမှာ universe ရဲ့ energy တွေဟာစီးဝင်ရောက်ရှိနေပြီးသားဖြစ်တယ်။ universe energy စီးဝင်ရောက်ရှိနေတဲ့မိတ်ဆွေအတွေ့မဖြစ်နိုင်ဘူးဆိုတာဘာတစ်ခုမှမရှိပါဘူးအရာအလုံးဟာဖြစ်နိုင်ရှိရှိပါတယ် ဒီနေရာမှာအမှန်တရားလေးတစ်ခုကို ပြောပြပါမယ်အဲ့ဒါကဘာလဲဆိုရင်သင်ယုံကြည်နေတဲ့အရာတွေကပဲသင်ဘဝအထင်းမှာ manifest ဖြစ်လာတာပဲဖြစ်တယ်အဲ့ဒီတော့သင်ချစ်ခင်နေတဲ့သင်လိုချင်နေတဲ့သင်လိုအဲ့နေတဲ့သင်ရဲ့တစ်ဖက်လူဟာသင်ဘဝအထင်းမှာရောက်ရှိဖို့မဖြစ်နိုင်ဘူးတော့ယုံကြည်ရင်သင်ဘဝအထင်းမှာမဖြစ်နိုင်တာတွေပဲ manifest ဖြစ်သွားပါလိမ့်မယ်တကယ်လို့များတဏှာကြီးအတွင်းမှာသင်ရဲ့တစ်ဖက်လူက သင်ဘဝအထည်ကို ရောက်ရှိလာနိုင်ပြီတော့ယုံကြည်မေဆိုရင်အဲ့ဒါသည်သင်အတွက်ဖြစ်နိုင်ပါတယ်ဒီယုံကြည်ချက်ကပဲ သင်ရဲ့တစ်ဖက်လူဟာသင်ဘဝအထည်ကို လွေကူမြင်ဆင်စွာ ရောက်ရှိလာပါလိမ့်မယ်ဒါကြောင့်သင်အနေနဲ့လိုအပ်နေတာသည်ယုံကြည်မှုပဲဖြစ်ပါတယ် သင်ဘဝထဲမှာထူးဆင်းအောဓာတွေဖြစ်လာဖို့သင်လိုရှင်တဲ့အရာတွေဖြစ်လာဖို့သင်ဖြစ်ရှင်တဲ့အရာတွေ ဖြစ်လာဖို့သင်ပြုလုပ်ရမှာကအဲ့ဒီအရာတွေဖြစ်လာပြီလို့ယုံကြည်ရမှာပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီယုံကြည်မှုဆိုတဲ့အရာမှာဖန်တီးနိုင်တဲ့စွမ်းအားတွေအပြည့်ရှိပါတယ်။ ။တင့်ရဲ့ဘဝအထိမှာထူးဆန်းအံ့ဩတာတွေဖန်တီးနိုင်ဖို့တင့်မှာပါဝါအပြည့်ရှိပြီးသားပဲဖြစ်ပါတယ်။ဒါကြောင့်တင့်ရဲ့တစ်ဖက်လူကတင့်စီကို ဖုံးခေါ်လာဖို့တင့်ကိုလိုအပ်လာဖို့တင့်နဲ့အတူတကွရှိနေရှင်ဖို့တင့်တကားကိုခောက်လာဖို့အတွက်တင့်မှာပါဝါအပြည့်ရှိပြီးသားပဲဖြစ်ပါတယ်။ဒါပေမဲ့သင်ရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေသင်တရားစိတ်တွေသာရှိနေမည်ဆိုရင်သင်လိုရှင်တဲ့အရာတွေကို manifest ဖြစ်ဖို့အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့်သင်ရဲ့စိတ်ထဲမှာသင်ရဲ့တစ်ဖက်လူကသင်ကိုလိုရှင်နေတယ်သင်ကိုလိုအပ်နေတယ်သင်နဲ့အတူတကွရှိနေရှင်တယ်သင်ကိုအဆက်အသွယ်ပြုလုပ်နေတယ်စတာတွေကိုယုံကြည်ဖို့လိုအပ်ပါတယ်အဲ့ဒီယုံကြည်ဖို့ဆိုတဲ့နေရာမှာလေအဲ့ဒီယုံကြည်ခြင်းဟာသင်ရဲ့ရွေးရှင်မှုနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်ဒါကြောင့်စိုးရိမ်စိတ်တွေတင်တရားစိတ်တွေကင်သက်ထားတဲ့ယုံကြည်ချက်တွေဖြစ်တဲ့နိမိတ်တိုင်း belief တွေကိုမယွေးရှိဘဲနဲ့ယုံကြည်ချက်ကိုသာယွေးရှိလိုက်ပါ ။တင်ချစ်ခင်နေတဲ့တင့်ရဲ့တစ်ဖက်လူကတင့်ကို အရင်ချစ်ခင်ပါတယ်။တင်ချစ်ခင်နေတဲ့တင့်ရဲ့တစ်ဖက်လူကတင်နဲ့အတူတူရှိနေဖို့လိုအပ်ပါတယ်။တင်ချစ်ခင်နေတဲ့တင့်ရဲ့တစ်ဖက်လူကတင့်စီကိုအဆက်အသွယ်တွေပြုလုပ်နေပါတယ်ဆိုပြီးတော့အဲ့ဒီယုံကြည်ချက်ကိုရွေးရှိပါတစုံတစ်ခုနဲ့ပတ်သက်လို့တင့်ရဲ့စိတ်ထင်းမှာသိမြင်နိုင်တယ်တင့်ရဲ့ယဉ်ထင်းမှာခံစားနိုင်တယ်ဆိုရင်အဲ့ဒီအရာကိုတင့်ဘဝမှာရရှိပိန်ဆိုင်ကြုံတွေ့ရပါလိမ့်မယ် အခုနေတင့်ရဲ့ယုံကြည်ချက်တွေဟာတင့်ရဲ့ရွေးရှည်မှုပဲဖြစ်တယ်။တစ်ဖက်လူကတင့်နဲ့အတူတကွရှိနေရှင်နေတစ်ဖက်လူကတင့်ကိုချစ်ခင်နေတယ်။တစ်ဖက်လူကတင့်စီကိုအဆက်အသွယ်တွေပြုလုပ်ရှင်နေတယ်။အဆက်အသွယ်ပြုလုပ်နေပြီးအဲ့ဒီလိုယုံကြည်ချက်တွေဟာတင့်ရဲ့ရွေးရှည်မှုတွေပဲဖြစ်ပါတယ်။ဒီလိုပြောနေရင်တောင်မှကျွန်တော်တို့တော်တော်များများဟာရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကပြသနေတာတွေကို အမှန်တကယ်တော့ယုံကြည်နေကြတယ် ဓာတ်တွေဟာအတုအယောင်တွေပဲဖြစ်ပါတယ်ဓာတ်တွေဟာအစ်စ်အမင်တွေမဟုတ်ပါဘူးရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာပြသတဲ့အရာတွေကကိုလိုရှင်တဲ့အရာတွေဖြစ်နေတယ်ဆိုရင်တော့ကောင်းတာပေါ့ဒါပေမဲ့ကိုလိုရှင်တဲ့အရာတွေမဟုတ်ဘဲနဲ့ကိုမလိုရှင်တဲ့အရာတွေဖြစ်နေတယ်ဆိုရင်အဲ့ဒီအရာကိုတွေးပြီးရင်တစိမ့်စိမ့်တစိမ့်စိမ့်ခံစားနေမိဆိုရင်သင်ဟာအဲ့ဒီရုပ်ပိုင်းဆိုင်ရာအရှိအအနေသင်မလိုရှင်နေတဲ့အရှိအအနေတွေကိုပါဝါတွေပေးနေတာဖြစ်တယ် ဒါကြောင့်သင်မလို့ရှိတဲ့အခြေအနေတွေကိုပါဝါတွေပေးမနေပါနဲ့ကိုယ်ဆိုင်ထင်မှာဘာကိုယုံကြည်နေသင့်လဲအဲ့ဒီယုံကြည်သင့်တဲ့အရာပေါ်မှာပဲအာယုံစိတ်ပါသင်ရဲ့တစ်ဖက်လူက သင်ကိုချစ်ခင်နေတာတွေအဲ့ဒါကိုယုံကြည်ပါပြီးရင်အဲ့ဒီနေရာပေါ်မှာအာယုံစိတ်ပါသင်ရဲ့တစ်ဖက်လူက သင်နဲ့အတူတကွရှိနေရှင်ပါတယ်ဆိုတာကိုယုံကြည်ပါအဲ့ဒီအရာပေါ်မှာအာယုံစိတ်ပါ ဒီလိုအယုံဆိုင်ပြီးရင်အခုပြောပြနေတဲ့ဗီဒီယိုကိုနားထောင်ရှင်းအပြင်တနာရီအတွင်းမှာသူ့ဖက်ကမိတ်ဆွေကိုအဆက်အသွယ်ပြုလုပ်လာပြီးရင်သူဟာမိတ်ဆွေရဲ့ဘဝအထိကို ပြင်လဲရောက်ရှိလာပါလိမ့်မယ်။အတိုက်တချိန်တုန်းကတင့်ကိုထားသွားခင်းထောင်မှသူဟာအခုအချိန်မှာသင်ဘွားအထေကိုထူးဆန်းအိုးဝေပြင်လေရောက်ရှိလာပါလိမ့်မယ်အတိုက်တချိန်တုန်းကသင်ကိုဂယုစိတ်မနေခင်တောင်မှအခုအချိန်မှာ သင်အကြောင်းကိုတတိယနေပါလိုက်မယ်အတိုက်တချိန်တုန်းကသင်နဲ့ပတ်သက်လို့ဘာဖီရင်မှမရှိဘူးဘာခင်စားရှင်မှမရှိဘူးလို့ပြောခင်ရင်တောင်မှအခုအချိန်မှာသူဟာသင်ကိုအများကြီးလွမ်းဆွဲတန်တာတတိယနေပါလိုက်မယ်အတိုက်တချိန်တုန်းကတတိယလူရှိခင်ရင်တောင်မှအခုအချိန်မှာသူဟာအဲ့ဒီတတိယလူကိုစွန့်လွှတ်ပြီးသင်စီကိုရောက်လာပါလိုက်မယ်ဒါကြောင့် ။တင်းရဲ့စိတ်ထဲမှာသူဟာတင်းကိုအရင်ချစ်တယ်၊တင်းကိုလိုအပ်တယ်၊တင်းနဲ့အတူတကွရှိနေရှင်နေဆိုတာလေးတွေကိုယုံကြည်ပေးပါ။ဒီလိုယုံကြည်မှုတွေပြုလုပ်ပြီးရင် guided meditation ကိုစတင်ကြပါမယ်။ guided meditation ကိုစတင်ပြုလုပ်နိုင်ဖို့တိတ်ဆိတ်ညင်သက်တဲ့နေရာတနေရာကိုရှာပါမိဆွေကိုအနှောင့်အယှက်မပေးနိုင်တဲ့နေရာတနေရာကိုရှာပါအဲ့ဒီနေရာမှာမိဆွေဟာ တက်တောင့်တက်တာထိုင်နိုင်ပါတယ်။တနည်းအားဖြင့်တရားထိုင်သလိုထိုင်ရင်လည်းထိုင်နိုင်ပါတယ်။ဒါမှမဟုတ်ကလထိုင်တစ်လုံးပေါ်မှာတက်တောင့်တက်တာထိုင်နေဆိုရင်လည်းထိုင်လို့ရပါတယ်။အခုအချိန်မှာသင်ဟာသင်ကိုအနှောင့်အယှက်မပေးနိုင်တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတနေရာမှာငြိမ်းရှင်းစွာထိုင်နေပြီဆိုရင်သင်ရဲ့မျက်လုံးကလေးတွေကိုမှိတ်ထားပါ ကိုယ့်ရဲ့ကိုယ်စိမ်းနှပါကို ဖြည့်လျှော့ထားပါပြီးရင်အခုပြောပြမယ့်စကားလုံးတွေကို နားထောင်ပါ အခုပြောသွားတဲ့စကားလုံးတွေကိုနားထောင်ရုံအပြင်သင်ရဲ့စိတ်ထေးကလိတ်ဆိုလို့လေးရပါသေးတယ်။ကဲဒါဆိုရင်စကြရအောင်။မျက်လုံးတွေကိုမှိတ်ထားပါ။ပြီးရင်အသက်ကိုလေးလေးနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါ။အသက်ရှူလေ့ကျင့်ခန့်ကို ပြုလုပ်ပါ။ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကို ဖြည့်လျှော့ထားပါ။ အသက်ကိုလေးလေးနဲ့နဲ့ရှူသွင်းလိုက်ပါ အသက်ကိုနှာခေါင်းပေါက်ကလေးလေးနဲ့နဲ့ရှူသွင်းပြီးရင်ပါးစပ်ပေါက်ကလေးလေးနဲ့နဲ့ရှူထုတ်ပါဒီလိုအသက်ရှူလေ့ကျင့်ခန်းပြုလုပ်နေပြီးရင်တင့်ရဲ့စိတ်ကလေးဟာတည်ငြိမ်အေးရှမ်းလာပြီးတော့ခံစားပါတင်ရဲ့ကိုစိမ်းနှပါးကလေပြေရော့လာပြီးတော့ကိုရဲ့စိတ်ထိပ်မှာခင်စားရှစ်တွေပြုလုပ်ပေးပါ။ သင်ရဲ့စိတ်ထဲမှာငြိမ်းရှင်တည်ငြိမ်နေပါပြီ။သင်ဟာကောင်းဝင်တဲ့နေရာတစ်ခုကိုရောက်နေပြီးငြိမ်းရှင်တည်ငြိမ်နေတဲ့လူတစ်ယောက်ဖြစ်နေပါပြီ။အခုအချိန်မှာသင်ရဲ့စိတ်ကလေးတွေဟာငြိမ်းရှင်တည်ငြိမ်နေပါပြီ။သင်ဟာအရင်ကိုကောင်းဝင်လှပတဲ့နေရာတစ်ခုကိုရောက်နေပါတယ်။ဒီတော့အသင်ဟာသင်ဘဝအတွက်ထူးဆန်းအံ့ဩဖွယ်အကြောင်းအရာတွေကို လက်ခံရရှိဖို့အစဉ်သင်ဖြစ်နေပါပြီ။ဒီတော့အခုပြောပြမယ့်ဝါကျတွေကို သင်ရဲ့စိတ်ထေကလိတ်ဆိုပါ။ထုံးစင်းအိုးဝေအကြောင်းအရာတွေဟာငါဘဝအသေးကို အားစိတ်စရာမလိုဘဲနဲ့စီးဝင်ရောက်ရှိလာပါပြီ။ ငါအဲ့ဒီထူးဆင်းအဝဝေအကြောင်းအရာတွေကိုဝမ်းမြောက်ဝမ်းသာစွာပျော်ရွှင်စွာဖြင့်လက်ခံရရှိနေပါပြီ။တကင်းကိုအမေရိကန်ဖြစ်တဲ့ထူးဆင်းအဝဝေအကြောင်းအရာတွေကို သင်ဟာလက်ခံရရှိနေပြီးတော့သိပေးပါ။အဲ့ဒီထူးဆင်းအဝဝေအကြောင်းအရာတွေကပဲသင်ဘဝကိုအင်မတန်ကောင်းမွန်တဲ့ဘဝစီကို အပြောင်းအလဲပြုလုပ်ပေးနေပါတယ်။သင်ဟာအဲ့ဒါကြောင့် ထူးဆင်းအုပ်ဝိအကြောင်းအရာတွေကိုဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံပါခုအချိန်မှာသင်ဟာတကိုးရှင်တပါးစီကပေးတဲ့အနာဂျီတွေစွန်းအင်တွေခွန်အားတွေကို သင်ရရှိနေပြီဖြစ်ပါတယ်။သင်ဘဝမှာတကေးကိုထူးဆန်းအိုးခွေအကြောင်းအရာတွေဖြစ်လာတော့မှာဖြစ်တယ်။အဲဒါကြောင့်သင်ရဲ့စိတ်ထဲမှာကျေစုတင်ပါဝမ်းမြောက်ဝမ်းသာတွေဖြစ်ပေပါ။ ဆက်လက်ပြီးရင်ဒီဝါကြကို လိတ်ဆိုပါငါဟာထူးဆင်းအိုးဖွေတွေကိုညှို့ငင်နေတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်ငါဟာထူးဆင်းအိုးဝေအတွေ့အကြုံတွေအကြောင်းအရာတွေကောင်းဝင်တဲ့အတွေ့အကြုံအကြောင်းအရာတွေကိုနေ့စဉ်နေ့တိုင်းဆွေးငင်ညွှတ်ယူနေပါတယ်။ဒီဝါကြားကို လိတ်ဆိုပြီးရင် သင်ရဲ့ဘဝအထိမှာကောင်းဝင်တဲ့ထူးဆင်းအင်းဝေကောင်းတဲ့အကြောင်းအရာတွေကို သင်ဟာဆွေးငင်ညှို့ယူနေတယ်တော့စဉ်းစားပါသင်အနေနဲ့ပုံမိုယုံကြည်နေလေသင်ရဲ့ဘဝအထိမှာထူးဆင်းအင်းဝေကောင်းဝင်တဲ့အကြောင်းအရာတွေကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးရင်ဒီဝါကြကို လိတ်ဆိုပေးပါ ထွန်းစင်အင်အိုးဝေအတွေ့အကြုံတွေအခွင့်အရေးတွေကိုရရှိနိုင်တဲ့ energy တွေဟာငါခန္ဓာကိုယ်ထဲမှာစီးဆင်းနေပါပြီ။ဒါကြောင့်ငါဘဝထဲမှာထွန်းစင်အင်အိုးဝေကောင်းဝင်တဲ့အကြောင်းအရာတွေဖြစ်ပေါ်နေပါပြီ။ သင်ရဲ့ဘဝအထိမှာတခိမေရီကယ်ဖြစ်တဲ့ထူးဆင်းအင်းဝေအကြောင်းအရာတွေကိုကြုံတွေ့နေရတယ်တော့သိပေးပါဒီလိုသိသိနဲ့အမြတ်သင်ဟာဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးပါအဲ့ဒီထူးဆင်းအင်းဝေမေရီကယ်ဆိုတာသင်ဘဝရဲ့တစိုက်တည်းဒေသဖြစ်နေပါပြီထူးဆင်းအင်းဝေမေရီကယ်တွေဟာသင်စီကိုရောက်ရှိလာနေပါပြီ သူဟာအချိန်တိုင်းအချိန်တိုင်းမှာ သင်ဘဝရဲ့တစိုက်တည်းဒေသအဖြစ်သင်စီကို ရောက်ရှိနေတာပဲဖြစ်ပါတယ် ဆက်လက်ပြီးအခုပြောပြပေးမယ့်ဝါကြောင်းလိုက်ဆိုပါငန်းဘဝရဲ့အခင်းကင်တာအတိုင်းမှာ ထူးဆင်းအိုးဝေအကြောင်းအရာတွေဟာကင်းသင်းမင်းဖြစ်ပေါ်နေပါလေဒါကြောင့်အခုအချိန်မှာငါရဲ့တင်တရားစိတ်တွေစိုးရိမ်စိတ်တွေမကောင်းတဲ့ယုံကြည်ချက်တွေအလုံးကိုငါလွှတ်ချလိုက်ပါပြီငါဟာ universe နဲ့အတူတကွာငါရဲ့ဖြစ်တည်မှုကို ပူပေါင်းဖင်တီးနေတဲ့သူဖြစ်ပါတယ် ဒါကြောင့်ငါဟာသင်တရားစိတ်ကို ရွေးရှိမိအစားယုံကြည်ချက်ကို ရွေးရှိပါတယ်။ကြောက်ရွံ့စိတ်ကိုရွေးရှိမိအစားချစ်ချင်းမေတ္တာတွေကိုရွေးရှိပါတယ်။ကင့်သက်ချက်တွေကိုရွေးရှိမိအစားထူးဆန်းအဝေကောင်းမွန်တဲ့အရာတွေကိုပဲရွေးရှိပါတယ်။ဒါကြောင့်အခုအချိန်မှာငါချစ်ခင်ရတဲ့ငါရဲ့တစ်ဖက်လူဟာငါ့ကို အရင်တတိယနေပါပြီ။သူဟာငါ့ကိုချစ်ခင်နေပါတယ်။ သူ့ရဲ့ချစ်ချင်းမိတ္တာတွေဟာငါ့စီကိုလွှမ်းရှုံရောက်ရှိနေပါပြီ။သူ့ရဲ့အချစ်တွေကိုငါခံစားမိပါတယ်။သူဟာအခုအချိန်မှာငါနဲ့အတူတကွရှိနေရှိနေတော့ငါခံစားမိပါတယ်။သူဟာအခုအချိန်မှာငါ့ကို လိုအပ်နေပြီးတော့ငါသိပါတယ်။သူရဲ့အချစ်တွေဟာငါ့စီကို လွေကူရှုံးမွေးစွာစီးစင်းနေပါတယ် သူ့ရဲ့ချစ်ချင်းမေတ္တာတွေဟာငါရဲ့ခန္ဓာကိုယ်အသေးကိုစီးဆင်းနေနေတော့ငါခံစားမိပါတယ်။ဒါကြောင့်အခုအချိန်မှာသူဟာငါဘဝအသေးကို ဝင်လာနေပြီဆိုတာကိုငါသိပါတယ်။သူငါဘဝအသေးကို ဝင်လာဖို့အခုသူ ဆုံးဖြဲလိုက်ပြီဖြစ်တယ်။သူဟာငါနဲ့အတူတကွချီချင်နေတယ်။ဒါကြောင့်ငါစိတ်ထဲမှာအရင်ကိုပျော်ရွှင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ငါထူးဆင်းအဝေကောင်းတဲ့ကောင်းမွန်တဲ့အကြောင်းအရာတွေကိုညှို့ငင်ဆွေးယူနိုင်တဲ့လူတယောက်ဖြစ်ပါတယ်။ဒါကြောင့်ကောင်းမွန်တဲ့အရာတွေဟာငါဘဝအထေကိုရောက်ရှိလာပါပြီ။အဝေကောင်းတဲ့အရာတွေဟာငါဘဝအထေကိုရောက်ရှိလာပါပြီ။ချစ်ခင်စရာကောင်းတဲ့အတွေ့အကြုံတွေဟာငါဘဝအထေကိုရောက်ရှိလာပါပြီ။ အဲ့ဒီလိုချစ်ချင်းမေတ္တာတွေနဲ့အတူတကွာငါချစ်ခင်ရတဲ့သူကလေငါကိုလေးလေးနဲ့နဲ့လိုအပ်နေပါပြီ။ဒါကြောင့်သူဟာငါဘဝအထီးကိုပြန်လေဝင်ရောက်လာဖို့သူဆုံးဖြဲလိုက်ပြီဖြစ်တယ်။ဒါကြောင့်အခုအချိန်မှသူဟာငါဘဝအထီးမှာရောက်ရှိနေပြီဖြစ်ပါတယ်။ ငါဘဝရဲ့အချိန်တိုင်းအချိန်တိုင်းမှာကောင်းဝင်တဲ့အတွေ့အကြုံတွေကိုကြုံတွေ့ဖို့အခွင့်အရေးတွေ ရှိနေပါပြီ။အခုအချိန်မှာငါရဲ့တစ်ဖက်လူငါရဲ့ချစ်သူကငါ့ကိုလေးလေးနက်နက်လိုအပ်နေပါပြီ။လိုရှိနေပါပြီ။သူဟာသူ့ရဲ့နှလုံးသားအထက်ကနှိမ့်နှိမ့်ချိတ်ချိတ်ကို လိုရှိနေပါတယ်။အခုအချိန်မှာသူ့နဲ့ငါနဲ့ဟာစိတ်ချင်းဆက်တွေ့နေပါတယ်။ ူဟာအခုအချိန်မှငါ့ကို အဆက်အသွယ်ပြုလုပ်နေပါပြီ။သူဟာငါ့ကိုဝိဖက်ထားရှင်နေတဲ့ဆန်သားတွေဖြစ်နေပါတယ်။သူကငါ့ကိုအရင်ကိုချစ်ခင်နေပါပြီ။ငါနဲ့ငါချစ်သူကြားမှာချစ်ချင်းမေတ္တာတွေဟာ တုံးနဲ့တူအပြင်းလဲစီးဆင်းနေတယ်ဆိုတာကိုငါယုံကြည်ပါတယ်။အခုအချိန်မှာသူနဲ့ငါနဲ့ကြားမှာပျော်ရွှင်စရာတွေရှိနေပါပြီ။ အခုတော့သူနဲ့ငါနဲ့ဟာလှပပြီးရှ िख င်ဖွေကောင်းတဲ့ဇုံတွေးတွေဖြစ်နေပါပြီအခုအချိန်မှာငါချစ်သူဟာငါဘဝထီးကို ပြန်လေရောက်ရှိနေပြီဖြစ်တော့ငါဟာအရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ငါရဲ့ရင်ထီးမှာလေးလေးနက်နက်ပီတိစိတ်တွေကိုခံစားမိပါတယ်အခုတော့သူဟာငါကို ဖုံးခေါ်နေပါတယ်ငါကိုဆက်သွေးနေပါတယ် သူကငါနဲ့အတူချစ်ရှင်တယ်တော့ပြောပါတယ်။သူ့ဘဝရဲ့ကျင်တဲ့အစိတ်အပိုင်းတွေမှာငါနဲ့အတူတူကပျော်ပျော်ရွှင်ရွှင်နေထိုင်ရှင်တယ်တော့ပြောပါတယ်။ကောင်းဝင်တဲ့အရာတွေဟာငါဘဝအထီးမှာ ဖြစ်ပေါ်နေပြီးဖြစ်တော့ငါဟာအရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ငါဟာချစ်ချင်းမေတ္တာတွေနဲ့ပြည့်ဝနေတဲ့သူတယောက်ဖြစ်နေတာမို့လို့ငါအရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ငါဟာချစ်ချင်းမေတ္တာတွေကိုခံစားမိပါတယ်။ချစ်ချင်းမေတ္တာတွေဟာငါရဲ့တခင်နာလုံးမှာပြည့်နေပါတယ်။ချစ်ချင်းမေတ္တာတွေဟာငါရဲ့ပတ်ဝန်းကျင်အနီးအနားမှာပြည့်နေနေပါတယ်။ ငါဘေးမှာဘေးနေနေဘေးကိုဘေးသွားသွားချစ်ချင်းမေတ္တာတွေအပြည့်အဝရရှိနေပြီဖြစ်ပါတယ်။ငါဟာချစ်ချင်းမေတ္တာတွေကို အပြည့်အဝခံစားမိပါတယ်။အခုအချိန်မှာငါချစ်သူနဲ့ငါအတူတကွရှိနေပြီဖြစ်တော့ငါအရင်ကိုဝမ်းမြောက်ပျော်ရွှင်မိပါတယ်ဒီလောက်ဆိုရင်သင်ရဲ့မျက်လုံးလေးတွေကို ပြန်လေ ဖွင့်နိုင်ပါပြီ နေရင်စိတ်ခင်စားချက်တွေကောင်းဝင်ပြီးဝမ်းမြဝမ်းသာဖြစ်နေလိမ့်မယ်ပျော်ရွှင်လိမ့်မယ်တော့မျှော်လင့်ပါတယ်ဒီလိုဖြစ်နေတဲ့ energy ကိုသင်စိတ်ထဲမှာအမြဲတမ်းဆက်လက်ထားရှိနိုင်အောင်ကြိုးစားပါဒီ energy ကိုသင်ရဲ့စိတ်ထဲမှာအမြဲတမ်းဆောင်ထားပါဒီလိုပြုလုပ်လိုက်ခြင်းအပြင်သင်ဟာယုံကြည်ချက်ကိုရွေးရှိလိုက်တာပဲဖြစ်တယ်သင်စိတ်ထေကဘလောက်ယုံကြည်နေလေအဲ့ဒီယုံကြည်မှုအတိုင်းအတာအရာ ။တင်းရဲ့ချစ်သူတင်းရဲ့တဖက်လူဟာတင်းစီကို အနှင်းနဲ့အမြင်ဆက်သွေလာပါလိမ့်မယ်။တင်းရဲ့ယုံကြည်ချက်အားကောင်းတယ်ဆိုရင်ဒီဗီဒီယိုကို နားထောင်ပြီးတနအီအတွင်းမှာပဲတင့်ရဲ့ချစ်သူနဲ့အဆက်အသွယ်ရရှိပြီးရင်သူဟာတင့်ဘဝအထိကိုမြင်မြင်ဆင်ဆင်ရောက်ရှိလာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီငုံချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်